PSG အသင်းရဲ့ကွင်းလက်ထရိုင်ကို Fitinho, Joao, Neves, Fabian Ruiz အတွဲက PSG ရဲ့ချန်ပီယံလိအောင်ပွဲအပအဝင်ဖလားသုံးလုံးအောင်ပွဲအတွက်အရေးအပါဆုံးကြောယူတွေဖြစ်ခဲ့ကြတယ်ဒီ၃ယောက်ဟာတဦးချင်းမှာပြောင်မြောက်နေတယ်လို့၃ယောက်ပေါင်းလိုက်တဲ့အခါမှာလည်းဟန်ချက်ညီလုံးနဲ့ကွင်းလက်ကစားပုံကိုပြသနိုင်တယ်တသင်းလုံးကို transit တိုက်စစ်အပြည့်အဝထောက်ပံ့ပေးနိုင်တာကိုတွေ့ရတယ်ဒီကွင်းလက် trial ရဲ့အကြောင်းဒီကွင်းလက် trial ရဲ့ကစားရဲ့ဟန် တို့ရဲ့ idea နဲ့တို့ဘယ်လို operate လုပ်တယ်ဆိုတဲ့အကြောင်းကိုဒီ video ကနေသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ် PSG ရဲ့အောင်ပွဲကနေနောက်ထပ်ဆွဲယူလို့ရတယ်စိတ်ဝင်စားစရာအကြောင်းကတော့သူတို့ရဲ့ကွင်းလေတိစောက်ပုံပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မနီးက Fabian Roots အကြောင်းပြောမယ်လို့ဟိုပြောခဲ့တယ်ပေါ့နော်အဲ့တော့ Fabian Roots တယောက်တည်းပြောမယ်ဆိုရင်လည်းဒါ ိတ်ပြီးတော့ဒါလုံလောက်မှုမရှိဘူးတကယ်တော့ဒီကွင်းလေတစ်ခုလုံးကိုပြောချင်တယ်ကျွန်တော်ဗီဒီယိုညာအကြောင်းပြောမလားလို့စဉ်းစားပေမဲ့တယောက်တည်းနဲ့လည်းမပြည့်စုံဘူးဂျော်နီဗတ်စ်တယောက်တည်းဆွဲပြောလည်းမပြည့်စုံဒီ၃ယောက်စလုံးအကြောင်းမှအကြောင်းကိုပြောမှပြည့်စုံပဲလို့ကျွန်တော်ယူဆတယ်ကျွန်တော်ဒီကွင်းလေ PSG ရဲ့ကွင်းလေဟိုဒါမနစ်ကကျွန်တော် Canon Plus ရဲ့ Champions League Diary တောင်းကလည်းပြောပြီးတယ်အဲ့တောင်းကတော့ဒါ John Davis မရောက်သေးအဲ့တော့ Wild Sari Emery နဲ့ကစားရတယ်ပေါ့နော်အဲ့တော့အဲ့တောင်းကလည်း ဒီပြောခဲ့ဘူးတယ်ပြီးတော့ဒီနှစ်မှာလည်းကျွန်တော်ပြောခဲ့ဘူးတယ် Warren Sari Emery ပွဲတရာပြေတော့လည်းပြောဘူးအဲ့တော့ဆာရီ Emery ကမကြာခဏပါသေးတယ်2025နှစ်ထဲရောက်လာတော့မှ Fabian Roos ကလုံးဝအပြည့်အဝကစားပြီးတော့ John Neves ဒီ Vitinha Fabian Roos အတွဲကလုံးဝခိုင်မာလာတာအဲ့လိုခိုင်မာတဲ့အချိန်ရောက်မှ PSG ကအကောင်းဆုံးပုံစံရလာပြီ PSG ကွင်းလင်ဟာလေဘလို့မှဖြိုးဖျက်လို့မရနိုင်တဲ့အောက်ထိကောင်းမွန်လာတာပေါ့နော်အဲ့တော့ဒီ၃ယောက်စလုံးကိုပြောမှပြည့်စုံမယ်လို့ယူဆတယ်ဒါဟာကွင်းလင်တကူရဲ့ဟန်ချက်ညီချင်း ဲ့တော့မူလတော့ကတန်ချက်မညီတဲ့အပိုင်းတရှိတယ်အထူးသဖြင့် cancer coverage နဲ့ပြီးတော့ physical ဘိုင်းပေါ့နော်အထူးသဖြင့်ဒီ fabian rusia structure ကဒါအတိုင်းအတာတစ်ခုထိအရက်ရှိတယ် physical ပို့ပြီးတော့ဒါ battery တွေအတွက်အထူးသဖြင့်အမြင့် area jewels တွေအတွက်ပြီးတော့ဒီနေရာယူမှုပေါ့ larger space တွေနေရာယူမှုအတွက်ပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်အဲ့တော့ဒီစောင်းကဇာတိ MD နဲ့ကစားနေတဲ့အချိန်တုန်းကကြာတော့ဇာတိ MD ရသေးတယ်တက်ကနီကယ်တော့ပိုကောင်းမယ်မဲ့ overall မှာ Fabian Roos လောက်လုံလောက်ချင်မရှိဘူးအဲ့တော့မိနစ်တုန်းကကြတော့ Zion Emery နဲ့ Fabian Roos ကစားတယ်ဒါပေမဲ့ Zion Emery ရဲ့ Joe Nevers လောက်ဒီ team player မဖြစ်ဘူးပြီးတော့ tackling ဘက်မှာ Joe Nevers လောက်မကောင်းအထူးသဖြင့် defensive all action ဘက်မှာ Zion Emery အနေနဲ့လိုအပ်ချက်ရှိတယ်အဲ့တော့အခုဒီ ქვენ လေဖြစ်တဲ့ Vidinha Nevers Fabian Roos ဒီကွင်းလေကြတော့တကယ်ကိုပြည့်စုံသွားပြီးတော့ဒါဗီဒီညာကတော့ဒါကွင်းလေရဲ့ဘူးချုပ်အဖြစ်ပေါ့နော်ဒီ passing နဲ့ progressive passes တွေတန်ပိုအတင်ချတွေဥဆောင်နေကျော် Nevers က passes ဘိုင်းကိုလည်းဒါတစ်စိတ်တစ်ပိုင်းတာဝန်ယူလေ progressive carries ဘိုင်းကိုလည်းတစ်စိတ်တစ်ပိုင်းတာဝန်ယူလေပြီးတော့သူ့ရဲ့ဒီအရေးကြီးတဲ့ အရေးပါတဲ့ခံနာကတော့ဒီဖြတ်အားပေါ့နော်ဒီတကွင်းလုံးရဲ့ဒီ engine တလုံးအနေနဲ့ဖြတ်အားကိုတော်တော်လေးအသုံးပြုလာအောင်တွေ့ရတယ်။ Fabian Ruiz ကတော့ all rounder အနေနဲ့ဒီကွင်းလန်ဂျန်နဲ့နှစ်ယောက်လူငယ်ကျယ်ပွဲနှစ်ယောက်ကိုအပြည့်အဝဒီဖြည့်ဆည်းပေးဖို့အတွက်သူဂျန်နဲ့တောင်းနေကစားတယ်ပြီးတော့ box correction တွေလုပ်တယ်ပြီးတော့ tight set ဒီ penalty area တွေအထိပြေးလိုက်တာပေါ့ကျွန်တော် Nevers တို့ video ညာတော့အဲ့လောက်အထိမလိုက်ဘူးဒါပေမဲ့ Fabian Ruiz ကတော့လိုက်တယ်ပေါ့လေအဲ့တော့ဒီရဲ့ sample ကိုတော့ဒါ Inter Milan ကိုသွင်းခဲ့တဲ့ပထမကူးမှတွေ့နေတယ် Fabian Ruiz ဘယ်လိုလိုက်သွားလဲပေါ့နော် Fabian Ruiz လိုက်သွားတဲ့ပုံစံအနောက်မှာ video ညာကလိုက်ပြီးတော့ ကစားတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေလေးရဒါကွင်းလေရဟန်ချက်ညီမှုပဲအဲ့တော့ဒီကွင်းလေဟန်ချက်ညီမှုကို PhD အသင်းနဲ့ Louis Enrique တို့ကဒါခင်ကျင်းပြသနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ video ညာရဲ့ပြောစကားအရဆိုရင်တော့ Enrique ကမနစ်တော်ကဆိုရင်ဒီ discipline principle အရန်ကိုဒါအလေးပေးတယ်အဲ့ဒီ principle ကိုကြအောင်ကစားခံတယ်ဒီမြစ်မှာတော့ပို့ပြီးတော့ freedom ဖြစ်အောင်ဖွင့်ပေးလိုက်တယ်ပေါ့နော်အဲ့တော့သူပြောစကားပေါ့ဒါ Real Ferdinand interview လည်းလုပ်ခဲ့ပါလေပြီးခဲ့တဲ့လာတယ်မှာတိတ်မကြသေးဘူးပေါ့နော်ဒီ Champions League ဒီမကစားခင် အချိန်ကာလတွေမှာပေါ့အဲ့တော့ဒီ video ညပြောခဲ့တာကအဲ principles တွေကိုပိုင်နိုင်ပြီလို့ထင်တဲ့အခါဒီနှစ်ခါမှာပို့ပြီး freedom လေးတွေပို့ပြီးလုတ်ခွင့်ပေးလာတယ်ပေါ့နော်ဒီအချက်ကိုဒါ video ညဝန်ခံခဲ့တယ်ပေါ့နော်အဲ့တော့အဲ freedom နေနဲ့အတူဒီ technical brilliance ဖြစ်နေတဲ့ကစားသမားတွေဟာပို့ပြီးတော့ကြွတ်တက်လာတယ် tactical system တွေခုနသူပြောခဲ့တယ်လို့ principles တွေခိုင်မာနေတဲ့အချိန်မှာတယောက်ချင်းရဲ့ဒီထူးကျွန်တဲ့ technical စွမ်းရည်တွေကိုဖွင့်ပွင့်ပေးလိုက်တာက Louis Enrique ရဲ့လုံးဝမှန်ကန်လို့နဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ Enrique က အဲကျွန်တော်တို့ထင်တာအဲ့ဒါပို့ပြီးတော့မာကျောပြီးတော့ကြန့်ခိုင်နဲ့တောင်းဆိုမှုမြင့်မာတဲ့ပြီးတော့ကျန်းတဲ့ကန်တွေပုံကျန်းတဲ့နီးပြတရားဖြစ်တယ်။အဲတော့ဒီသူ့ရဲ့ဒီ principle တွေကလည်းဒါခိုင်မာတယ်မာကျောရေလို့ကြော်ကြားတယ်ပေါ့နော်။အဲတော့အဲ့ဒီအခြေအနေမှာသူ့အနေနဲ့အနည်းငယ်လေးပြန်ဖွင့်ပေးလိုက်တာကိုကျွန်တော်တို့မြင်ရအဲ့ဒီဖွင့်ပေးလိုက်တာအနည်းဒီလောက်ထိပြည့်စုံတဲ့ကွင်းလက်တစ်ခုကိုကျွန်တော်တို့ပြန်ပြီးတော့ဒါမြင်လာရတယ်ပေါ့နော်။အဲတော့ PSG အသင်းချန်ပီယံလိမှာကြော်ဖြတ်ခဲ့တဲ့အသင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကစားရခက်တဲ့ကွင်းလယ်တွေကြီးပဲ။ လီဗာပူးအသင်းကမ္ဘာအကောင်းဆုံးကွင်းလစ်တစ်ခုကိုပိုင်းဆိုင်ကြရတဲ့ hybrid system ကိုအကောင်းဆုံးကစားနိုင်တယ် position မရှိတဲ့အချိန်တွေမှာ position ရှိတဲ့အချိန်တွေမှာအရန်ကျွမ်းကျင်တဲ့ကစားတာအဲ့တော့အဲ့လီဗာပူးအသင်းကို PSG က out class လုပ်ခဲ့တယ်ပြီးတော့ Aston Villa Aston Villa ကသူတို့ဘန်းသူတို့အရန်ကောင်းချင်မှာကောင်းမယ်ဒါပေမဲ့လေသူများကိုမကောင်းအောင်သူများကိုဒုက္ခပေးတဲ့နေရာမှာတော့အင်မတန်ထူးချွန်တဲ့အသင်းဖြစ်တယ်အဲ့တော့အဲ့ Aston Villa ကိုလည်းအဲဒီဒုတိယအချက်မှာဒီ minute 30လောက်ဒုက္ခရောက်တဲ့အခြေအနေတွေကိုဖယ်လိုက်မယ်ဆိုရင်ကျန်တဲ့ ဒီပွဲချိန်180တဲ့ကပွဲချိန်120 150လောက်ကိုအကောင်းဆုံးဟိုလွှမ်းမိုးပြီးတော့ကစားနိုင်တယ်ပြဿနာတွေကိုဖြေရှင်းနိုင်တယ်လို့ပြောနိုင်တယ်ပြီးအာဆင်နယ်အသင်းအာဆင်နယ်အသင်းကလည်းတကယ်ကို physical monster ပြီးတော့ဒီအကောင်းဆုံး present system ပိုင်ဆိုင်ထားတယ်အကောင်းဆုံး defensive framework တွေကိုပိုင်ဆိုင်ထားတဲ့အသင်းအဲ့အသင်းကိုလည်းကြော်ဖြတ်ခဲ့တယ်ပြီးတော့ final မှာဘယ်သူမှမကစားကျင်တော့အောင်ဒီကောင်းတဲ့ ပြီးတော့ base to traps တွေနဲ့ပြည်နေတဲ့ Inter Milan အသင်းဒီအသင်းကိုလည်းကစားခဲ့တယ်ကျွန်တော်ဆိုလိုချင်တာကအကောင်းဆုံးဆိုတဲ့ကွင်းလယ်တွေကိုတို့အနေနဲ့ပုံစံမျိုးစုံရှိတယ်အဲ့ဒီပုံစံမျိုးစုံကိုတို့စာမွေးတပွဲပြီးတပွဲတပွဲပြီးတပွဲကြော်ဖြတ်သွားတယ်ပေါ့နော်အဲ့တော့လီဂူကပွဲတွေပြီးတော့ကျွန်တော်အထွေထူးပြောမနေတော့လီဂူမှာလည်းတကယ်မာဆေးတို့လီယွန်တို့လိုအသင်းတွေရှိတယ်အထူးသဖြင့်မာဆေးပေါ့နော်ကစားရခက်တဲ့အသင်းတွေရှိတယ်အဲ့တော့မာဆေးနဲ့ပထမပွဲတော့ဆိုရင်ပထမအကြော်တော့ဆိုရင်ဒီ Fabian Roos မပါခဲ့ဘူး 9နဲ့9ကဒါပေမဲ့တကယ်အခုလိုမျိုး delicious ဖြစ်လုံနဲ့ queen လဲဆိုပြီးကျွန်တော်တို့မမြင်အောင်အခုကတော့အဲ့ဒီ hand ချက်ညီမှုနဲ့အတူအဲ့ဒီ queen လဲကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့ vidanya rose ကအရန်ရေးပါတယ်သူ့အနေနဲ့ဒီဘောလုံးရဲ့ဒီ cancer base တွေကနေဘောလုံးစပြီးတော့ကင်တွယ်တယ်ကင်တွယ်ပြီးတော့ဘောလုံးပြန်ဖြတ်မိတယ်ပေါ့နော်အဲ့တော့ progressive passes နဲ့ပတ်သက်လာရင်ဒီကမ္ဘာအကောင်းဆုံးထိတ်ဆုံး ဒီ fibers ထိဆုံး1%ဘယ်သူမှ0.1%ဆိုရင်တော့သူပါနေလိမ့်မယ်ပေါ့နော် progressive passes တင်တဲ့ပတ်သက်ပြီးအရန်ကောင်းတယ် passes percentage လည်းအရန်ကောင်းတယ်ဒါကကျွန်တော်အချက်လက်ရပြောတာအချက်လက်မဟုတ်ဘဲနဲ့ကျွန်တော်ကွင်းထဲမှာလည်းဒီဟာကိုမြင်နိုင်တယ်ဒါပေမဲ့ပို့ပြီးတော့ထူးခြားနေတာက progressive passes တင်မဟုတ်ပဲသူက carry တွေကိုပါပြုတ်လုပေးတယ်ဘောလုံးကတည်သွားတာသူကိုယ်တိုင်တည်သွားတာပေးရုံနဲ့မဟုတ်ဘူး tony cross တို့ပေါ်တော့ပြီးတော့ tony cross ရဲ့ပုံစံအဖြစ်အခုနာမည်ကျော်နေတဲ့ bunch taylor တို့ကဘောလုံးကိုအဲ့လောက်ကြီးမတည်နိုင်ဘူး carry မလုပ်နိုင်ဘူး ဒါပေမဲ့ Villanya က carries လုပ်နိုင်တယ်အဲ့တော့ best style လဲဆိုတော့ Javi နဲ့ Iniesta တို့ရဲ့ style ပေါ့နော်အဲ့တော့သူကိုယ်တိုင်ရဲ့ဒီတကယ်ဟိုအထူးပြုတဲ့လေ့လာတဲ့ idol တွေထဲမှာလည်းဒီ Iniesta ပါတယ်ပြီးတော့ Modric အကြောင်းကိုလည်းသူ Rio Ferdinand နဲ့ interview မှာပြောခဲ့တယ်ပေါ့နော်ဒီလိုအကောင့်သေးတဲ့ကစားသမားတွေရဲ့ပုံစံကိုသူလေ့လာတယ်ပြီးတော့ physical battle တွေကိုသူရှောင်တယ်စပါချာ awareness လို့ခေါ်တဲ့နေရာလွတ်ဆိုင်ရနားလည်ခြင်းကိုသူအဓိကအသုံးပြုတယ် ပြီးတော့အဲ့ဘောလုံးတွေကိုသူရှေ့ progress လုပ်ပြီးခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ wolf အသင်းမှာသူခဏလာကစားဘူးလေဘာဖြစ်လို့ premier league မှာရုံးကန်ခဲ့ရလဲသူဒီကြောင်းအရှင်းပြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ wolf အသင်းရဲ့ pattern ကြောင့် wolf ကအဲ့တော့ counter attacking pattern ဖြစ်နေတယ် အဲနူနိုဆန်တို့ဂိုက်တွေနေရပါဘောနော်အဲ့တော့အဲ့ pattern မှာသူအဆင်မပြေဘူးဒါပေမဲ့ position base pattern မှာလို့သူကအရင်အဆင်ပြေတယ်ပြီးတော့နံပါတ်8ဘောက်စုဘောက်နံပါတ်8ကနေအခု Jordan Davis လို့ကစားရဲ့ Rose ကနေသူက Vitinha အခုကစားနေရဲ့နံပါတ်6ကိုသူရောက်လာတယ်အဲ့ဒီပုံစံကလည်းခုနပြောခဲ့တဲ့အရာတွေသူပေါင်းဆက်ပြီးတော့ကစားနေရပါဘောနော်အဲ့တော့သူပြောခဲ့တဲ့အတိုင်းပဲသူ့ရဲ့ကစားဟန်ကလည်းကျွန်တော်တို့မျက်မြင်တွေ့နေရတယ်အဲသူဒီ physical battles ကိုရှောင်းတယ်သူ့ရဲ့ dribbling နဲ့ဒါအကောင်းဆုံးဒီ carries တွေလုတ်ပြတယ်ဘောနော်အဲ့တော့ carries နဲ့ progressive carries က progressive passes ကိုပေါင်းထားတဲ့ကစားသမား ကဘာအကြောက်ရဆုံးကစားသမားလို့ပြောလေရပက်ဒရီလည်းတူတူပဲပေါ့နော်အဲ့တော့ပက်ဒရီလိုပုံစံမျိုးပဲဖီဒင်ညာကလည်းအဲ့လိုမျိုးတဲဆောင်နေကျွန်တော်တို့ဒီ PSG ရဲ့ final မှာတတိယကိုဆိုရင်အဲ့ဒီတဲဆောင်မှုခန်စစ်ကနေဒီဒီဘက်ကနေဒီဘက်ကြီးတဲလာပြီးတော့ခွင်းလင်းမှာ ီတမ်ပီလီနဲ့1 2ရိုက်တယ်ပြီးတော့ဟိုဘက်စီဆွဲပြစ်သွားပြီးတော့ဂိုးဖန်တီးပေးသွားတာပေါ့နော်ပြီးတော့ဒီပထမဂိုးဖန်တီးပေးခဲ့တဲ့ပုံဆိုသူရဲ့ vision level ကိုမြင်နေတာဒါဟာဂျာဗီတို့ကစားခဲ့တဲ့ Iniesta တို့ကစားခဲ့တဲ့ vision level မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီလိုမျိုးကစားသမားနောက်ထပ်တစ်ယောက်ကိုထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးအရင်တော့ video ညမှာလိုအပ်ချက်လေးရှိခဲ့ဒါပေမဲ့ဒီရာဒီကတော့သူရဲ့အပြီးပြည့်စုံစုံရာဒီဖြစ်လာတယ်ပြီးခဲ့တဲ့ရာဒီမှာဆိုရင်သူက Champion League ရဲ့ Team of the Season ထဲမှာပါတယ်ဘောလုံးတော်ထဲမှာလည်းဒါ PSG အသင်းရဲ့နှစ်ယောက်တည်းသော ဝင်ခဲ့တဲ့ nominees ပေါ့နော်အာပြောမဆိုရင်အဲဒီ Mbappe ဝင်တယ်ပြီးတော့ Fidinha ဝင်တယ်ပေါ့လေအဲ့တော့အဲ့ဒီအရှင်ကိုသူဒီနှစ်မှာတော့အကောင်းဆုံးအမြင့်ဆုံးတိဒါမြင့်တင်လိုက်ခဲ့ပြီပြောမဆိုရင်တော့တေချာပေါ့ကျွန်တော်ရဲ့ဒါထည့်သွင်းမှုကျွန်တော်ရဲ့မဲဆိုရင်တော့ကျွန်တော်လောကတိတ်ဆုံး9ယောက်ထဲမှာ Fidinha ကိုထည့်ထားခြင်းတယ်တကယ်ကိုအဲ့လောက်ထိကောင်းတဲ့ player ဖြစ်တယ်အဲ Padri နဲ့တန်းတူပေါ့နော်ဒါလူးစ်အန်ရီကေချီကျူးခဲ့ပြီးတော့ဘာလွန်ဒေါ်နဲ့ထိုက်တန်တယ်ဆိုပြီးတော့လေဗီဒီညာကိုဒါမဲပေးခဲ့တာကျွန်တော်တို့တွေ့ရလဲအန်ရီကေကိုယ်တိုင်ကလည်းကွင်းလယ်ကစားသမားဖြစ်ခဲ့တဲ့အခါမှာသူကွင်းလယ်ကစားသမားတွေအရန်သဘောကြပါတယ်အဲ့တော့အဲ့လောက်သဘောကြရအောင်အဲ့လောက်ချီကျူးရအောင်လေဗီဒီညာကအရန်ကောင်းမွန်နေတာကိုကျွန်တော်တို့တွေ့ရတယ်သူ့ကိုပို့ပြီးတော့ပြည်စုံသွားစီတဲ့ဒီနှစ်ခေါ်ယူမှုကဂျော်နေဗတ်ဖြစ်တယ်ဂျော်နေဗတ်ကကျွန်တော်တို့အားလုံးနဲ့တွေ့လိုက်ကြမှာပါဒီအာဆင်နယ်နဲ့ပွဲပြီးတဲ့အချိန်မှာဒါကတူဆိုရဲ့တက်ကလင်းစံချိန်တွေပါလေပေါ့နော်အဲ့တော့အဲ့အပိုင်းအရန်ကောင်းလာဒါပေမဲ့သူဟာ ဒီဗီဒညာခုန carries နဲ့ passes ပေါင်းထားရဆိုရင်ဒီ John Rivers ကလည်း tackling နဲ့ခုန progressive ability technical ability ကိုလုံးဝအပြည့်စုံဆုံးပေါင်းထားတဲ့ကစားသမားဖြစ်တယ်ပြီးတော့အသက်20အရွယ်ပဲရှိသေးတယ်သူကိုယ်တိုင်ပြောခဲ့တယ်ဒါ Ferdinand interview မှာဒီ John Rivers လည်းပါတယ်ပေါ့နော်တပိုင်းစီပြူတာ Chorus Clear ကိုပြူတယ်ပြီးတော့ Vidinha ကိုပြူတယ်ပြီးတော့ John Rivers ကိုပြူတယ်အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ Rivers ရဲ့ဒီဝိသေသာသူကအကြောက်တရားမရှိ Ronaldo နဲ့လည်းသူဒီတိုင်းပဲသူ့ကိုယ်သူဒီ အသက်အရွယ်ကိုမိထားတယ်ပေါ့သူဂိမ်းကိုပဲအားလုံးစိုက်တယ်ပြီးတော့သူက team player ဖြစ်တယ် collective player ဖြစ်တယ်ပြီးတော့သူ humble ဖြစ်တယ်သူ့ရဲ့မိဘတွေတုံ့ပြန်မှုကြောင့်သူ humble ဖြစ်ဖို့အတွက်သူအားလုံးရှိတယ်ဆိုတာမျိုးတွေသူပြောတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီ game ဟာခုနအရာတွေအားလုံးပေါင်းထားတဲ့ game ဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာတောက်လျှောက် Champion League တွေပြီးတော့ Champion League နှစ်တစ်ပါးလေး Canplus ကရရှိထားတဲ့ UEFA Youth League တွေအဲ့အဲ့အိုင်နဲ့ပတ်သက်တဲ့ data တွေအဲ့အိုင်နဲ့ပတ်သက်တဲ့ database တွေနဲ့ဒီ official ပေးတဲ့အရာတွေကိုထိတွေ့ထားခဲ့ရတဲ့အတွက်ဒီကစားသမားတွေရဲ့ GF ရယူလီယာဟာဒီပါကျွန်တော်ကြည့်ဘူးလေပေါ့နော်ကြည့်ဘူးတဲ့အခါမှာလေ့လေလေ့လာဘူးလေသူရဲ့ data တွေလည်းအမကန်တွေ့ဘူးလေပေါ့နော်အဲ့တော့ဗီဒညာဆိုရင်ဒါပေါ်တို2018 19ကို UEFA ယူလီချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှာပါခဲ့တယ်ဒါပေမဲ့သူအဓိကကစားသမားလုံးမဟုတ်အဲ့တုန်းကအဓိကကစားသမားအာဆင်နယ်အသင်းရဲ့ဖာဘီယိုဗီယရာအဓိကကစားသမားဗီဒညာကတော့ဒီအေဂျန်နေနဲ့ပါတယ်ဒါပေမဲ့တကယ်ခြေစွမ်းပြနိုင်တော့တွေ့ရတယ်ကျွန်တော်မှ15ဝစ်စင်တယ်ပေါ့အဲ့တုန်းကတော့ပြီးတော့ဒီပေါ်တူပေါ်တူဂီအသင်းနဲ့ ါယူယူရိုတွေပေါ့လေလူငယ်ယူရိုတွေပေါ့ယူ19လို့ယူ21တုန်းမှာဒါ final တက်တယ်အဲ့မှာတော့ဒီယူ19အသေးရောက်လာတဲ့ခါမှာတော့ तू က captain ဖြစ်နေပြီပေါ့လေတကယ်လို့ဒါတော်တော်လေးလူငယ်ဘဝတွေကောင်းနေတဲ့ player ကျော် universe ဆိုရင်လည်း champion league အဆင့်မှာ benfica အသင်းနဲ့လန်ထွက်နေအောင်ဒါပြသခဲ့တဲ့အစားသမားဖြစ်တယ်လူငယ်အဆင့်ကိုတော့ကျွန်တော်တို့အထွေထူးတော့ပြောမနေတော့ villinia ကတော့လူငယ်ဒီ20 21 22လောက်မှာနည်းနည်းလေးမိမ့်နေတဲ့အစားသမားဘဝဖြစ်ခဲ့တာပေါ့ဒါမဲ့ ဂျော်နီဗက်ချာအစပေါ်ကလေးကတကယ့်ကိုဥရောပအပင်အကုန်လုံးကစိတ်ဝင်စားလမ်းထွက်နေတဲ့ခြေစွမ်းအောင်ပြခဲ့တာဖြစ်တယ်အဲ့တော့ဂျော်နီဗက်ရဲ့ဒီအရာအလုံးပေါင်းထားတဲ့ခြေစွမ်းပေးစီမှာဖီဖီကမာရီကမြင်ရတယ်အန်ဆိုဖိုင်နယ်စ်နေရာကိုဒါအစားထိုးတာပေါ့နော်အဲ့ဒီကလည်းတဖွာဖွာကြည့်ကြည့်ခဲ့တယ်ပြီးတော့သူနဲ့ဒါ12 back cancel ပေါ့နော် cancel မှာကစားရတာလူငယ်ချက်ပုံဖြစ်တယ်အန်ဒရီဆေးဗာသူကတော့အလောက်ကြီးထုံးထွက်လာဘူးဂျော်နီဗက်စ်ကတော့လန်ထွက်သွားတယ်ပေါ့လေလက်ရှိမှာမြင်ရတာတက်ကလင်းသူစီမှာမြင်ရတယ်ဖြတ်အားမြင်ရတယ် ပြီးတော့ခံစားအမြင်မြင်ရတယ် special awareness အပြည့်ရှိတယ်ထို့အတူဒီဘောလုံးကိုသိဆောင်နိုင်တယ်တယောက်ချင်းလိန်ခောက်ပြီးကြော်ဖြတ်နိုင်တယ် passes တွေပေးနိုင်တယ်အဲ့တော့ဒီတိုက်စစ်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အာဂျော်နီဗက်စ်ရဲ့ vision ကအဲဒီဗီတညာလောက်မထက်မြတ်ဘူးဒါပေမဲ့ခန်းစင်းနဲ့ပတ်သက်လာရင်တော့သူကပို့ပြီးတော့ all rounder ဖြစ်တယ်ပို့ပြီးတော့ကြောက်ဖို့ကောင်းတာကိုတွေ့ရတယ်ဗောနော်အဲ့တော့အဲ့ဒီ force ရေဒီဘက်မှာ five minute rules ကတော့ကျွန်တော်ရှေ့မှာတင်ပြခဲ့သူသူဟာဒီ queen လေကိုဟန်ချက်ညီအောင်ဒီ queen လေကျန်တဲ့လူ၂ယောက် permission ၂ယောက်မှမရှိတဲ့အရာကိုသူကဖြည့်ပေးတဲ့စာသမားဖြစ်တယ် ီးတော့နောက်ထပ်တစ်ချက်ကခုနကစားသမားကြီးလိုတီလေးနဲ့လိန်လှင့်နေတဲ့ကစားသမားမဟုတ်တော့သူ့ရဲ့ technical skill ကိုဒါအဲ short တွက်ကြတယ်ပေါ့တကယ်တော့သူကတော်တော်လေးကောင်းနေပါတယ်ဒါသူ့ကိုဘက်တင်မာတွေကကျွန်တော်တို့ပြည်သက်တွေမြင်မှုကြလိမ့်မယ်ပေါ့နော်ဘက်တင်မာတွေကသူကစားတာတော်တော်လေးကိုဟိုတက်ရက်တယ်တော်တော်လေးကိုကောင်းတယ် smooth ဖြစ်တယ်ပေါ့နော်နာပိုလီမှာလည်းဒါချေဆွမ်းပြခဲ့တယ်ပြီးတော့ BH ပြီးတော့ဒီမနစ်ကဒါ Euro ပေါ့2024 Euro မှာဆိုတော့အထင်ရှားဆုံးပြည်သက်တွေလည်းမြင်တွေ့ခဲ့ကြတယ်မှာ Fabian Ruiz ရဲ့ဒါစွမ်းဆောင်ရည်တကယ်ကို technical နဲ့ physical ပေါင်းထားတယ်ဒါ Spain ရဲ့တကယ် midfield product တစ်ယောက်ဖြစ်တယ်ပေါ့တကယ်ကိုအဲ့အဲ့သုံးယောက်ကိုပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့လိုအပ်နေတဲ့ပြည်ကြီးကွန်းလေဟန်ချက်ညီမှုပြီးတော့ NDK လိုချင်တဲ့ဟန်ချက်ညီမှုကိုရရှိသွားတယ်မနစ်ကမရခဲ့ဘူးဒါပေမဲ့ semi final မှာသူတို့ဒါ Dortmund ရှုံးခဲ့တယ်ပေါ့နော် quarter final မှာတော့ PSG က Barcelona ကိုဟို တိတ်ခဲ့တာပေါ့နော်တိတ်ခဲ့တဲ့အခါမှာအဲဒီဘောလုံးမဆိုင်မှုကလည်းကြောက်ခမဲလေးလေးပေါ့ Barcelona ကအသင်း60 40လောက်ဖြစ်အောင်ကစားခဲ့တာပေါ့ ော့အခုလည်းအဲ့ဒီ trace တွေအကုန်လုံးကိုမြင်ရတယ်ခန်းစစ်ပိုင်းအနေကြတချို့ရှိတယ်ခန်းစစ်ပိုင်းအနေကြရှိုးရှိတယ်ကျွန်တော်ရေးကျွန်တော်ရေးလေရေးပြီဒါပေမဲ့အဲ့ဒါပြဿနာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ PSG အသင်းနေနဲ့အဲ့ခန်းစစ်အခြေအနေတို့သူတို့ကြုံတော့မကြုံရအောင်ဖြစ်နေလက်ရှိမှာဘောလုံးကိုကင်ထားတယ်မကင်မဲနဲ့ဒီပြိုင်ဘက်ကိုပေးထားတဲ့အခြေအနေဒါ PSG အနေနဲ့ဘောလုံးပွဲစရတယ်ကသူတို့လူစပေးတယ်စပေးတယ်သူတို့မကင်ဘောလုံးကန်ထုတ်ပလိုက်တယ်ကျွန်တော်ပြလိုက်ပြီးအင်တာရရတဲ့အချိန်မှာသူတို့ကောင်တာပရက်ဇင်လိုက်လုပ်တာပေါ့နော်ကောင်တာပရက်ဇင်လုပ်တာအရန်ကောင်းလာတယ်အရန်ဟန်ချန်ကြီးလာတယ်ပြီးတော့သင်းလုံးရဲ့ပူပေါင်းပါဝင်မှုအရန်ကောင်းလာတယ်အဲ့တော့ ိတ်ကောင်းတဲ့ pressing တွေလုပ်နေရတယ်သူတို့ကခံစစ်မှာခုခံစရာ defensive dealer နဲ့ခုခံစရာတိတ်မလိုအပ်တော့ဘူးသူတို့ခုခံတဲ့ dealer တခြား dealer တစ်ခုဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ချက်သူတို့ရဲ့အဲဒီ full back တွေအနေနဲ့တိုက်စစ်ကိုအများကြီးပူပေါင်းကစားပြီးတော့ဒါ Hakimi ဆိုရင်ဒီ attacking သက်ဆုံးတွေမှာဘောလုံးရရှိမှုအများဆုံးစားသမားတွေမှာပါတယ် champion league သက်သက်မှာအဲ့တော့အဲ့ဒီကစားဟန်ကဒီအသင်းကိုအဲဒီ defensive zone ထဲမှာ defensive exposure တွေအများကြီးမတွေ့ရအောင်ဖန်တီးပေးထားတယ်ပေါ့အဲ့တော့ဒါကတော်တော်လေးကိုအရေးပါတယ်အဲ့တော့ဘောလုံးကို ပွဲရဲ့60%လောက်မှာ passes တွေအများကြီးနဲ့ထိန်းချုပ်ထားနိုင်တယ်ပြီးတော့ခုနလိုမျိုး cancel exposure တွေရာ cancel zone တွေမှာမဖြစ်ပဲသူတို့ကျွမ်းကျင်တဲ့ tight set zone တွေမှာပဲဒီ high turnover တွေဖြစ်အောင်ပြုလုပ်ရတဲ့အနေအထားဖြစ်တဲ့အတော့ခုနလိုမျိုး traditional nemesis မရှိခြင်း traditional defensive midfielder မရှိခြင်းဆိုတဲ့ပြဿနာတွေကသူတို့အသင်းတွေအကြီးကြီးမားမားမဖြစ်ဘူးတစ်ချိန်ချိန်မှာဒီအခုဟန်ချက်အတိုင်းအခု present intensity အတိုင်းအခု present rhythm အတိုင်းမလုံနိုင်ရင်ပြဿနာတက်နိုင်တယ် ်ပြဿနာတက်တဲ့ပွဲတွေလည်းရှိတယ်အဲအဲ့ဒါကဒီအချက်ကိုမလုံနိုင်တဲ့အခြေအနေတော့ဒါပေမဲ့90%လောက်ကသူတို့ကအဲ့ဒီအချက်ကိုလုံနေနိုင်တာဖြစ်တဲ့အတွက်ဒါ inter milan နဲ့ပွဲမှာလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်လုံနေနိုင်တာဖြစ်တဲ့အတွက် inter လိုမျိုးဒီ present မျိုး bait လုပ်ပြီးကြော်ခဲ့တဲ့ manchester city ကိုတော့သုံးမလူနီးပါပေါ့နော်ရလက်အပြင်မနိုင်ခဲ့ပေမဲ့ manchester city ကိုနီးပြူအားဖြင့် inter milan ကလွှမ်းမိုးနိုင်ခဲ့တယ်အဲ့လိုကြော်နိုင်ခဲ့တဲ့အသင်းအဲ့ inter milan ဟာ PSG နဲ့ကြာတော့ကြုံလို့မရခဲ့ဘူးအဲ့တော့ PSG ကအဲ့လောက်ထိကိုပြန်တန်ပြီးအောင်ကစားလာနိုင်ခဲ့တယ်အဲ့တော့အာနေချက်မရှိအောင်မဟုတ်ဘူးအာနေချက်တွေတော့ရှိတယ်ဒါ natural အာနေချက်ပေါ့နော်အဲ့တော့လွန်ကဲတဲ့အာသာချက်တွေဖန်တီးထားတဲ့ natural အာနေချက်ရှိတယ်ဒါပေမဲ့အဲ့အာနေချက်ကိုမှုစရာမလိုလောက်အောင်ထိသူတို့ကကောင်းအောင်ကစားနေတဲ့အခါမှာဒီအသင်းရဲ့ကွင်းလယ်ကိုကျွန်တော်တို့အတိမမပြုတ်လို့မရဘူးတကယ့်ကိုတမိုင်းဝင်ကွင်းလယ်တစ်ခုပေါ့နော်တမိုင်းဝင်အောင်ပွဲကိုယူခဲ့တဲ့တမိုင်းဝင်ကွင်းလယ်တစ်ခုဖြစ်တယ်ပြီးတော့ ီ PSG အသင်ပြောကြနေတယ်လို့ပဲနောက်ထပ် Champion League တွေသူတို့လိုချင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခီးလန်အတွက်လည်းအရေးအပါအဆုံး cornerstone တစ်ခုဖြစ်မဲ့ foundation တစ်ခုဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ပြောမယ်ဆိုတော့ဒီကစားသမား3ယောက်နဲ့ပတ်သက်တော့ပြောစရာအများကြီးကျန်သေးတယ်ဒါပေမဲ့အခုအနေနဲ့တော့ကျွန်တော်ဒီပြီးခဲ့တဲ့ ဒီ Champion League Run အချိန်မှာတောက်လျှောက်ကြုံတွေ့ခဲ့ရတဲ့အခြေအနေလေးတွေကိုဒီကွင်းလယ်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်။မင်းဆွေတို့အနေနဲ့လည်းဒီကွင်းလယ် Trial နဲ့ပတ်သက်ပြီးတော့အမြင်လေးတွေရှင်းရှင်းကုမတ်မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။